ကနဝင်ဂုံပြုစုကိုလက်ခံရရှိခဲ့တဲ့အောင်လောင်းကနဝင်ဂုံပြုစုကိုဩဂတကြီးချက်ထရီကနေချင်းမြင်ပေးခဲ့တာပါချက်ချင်းဆိုသလိုပဲမိုက်ကင်ပြီးတော့ရန်ကုန်မှာကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့အခိုင်အတန်ကမြဝတနိုင်ကလုံးကိုကင်လို့စေခဲ့တဲ့အကြောင်းတနိုင်ကလုံးကအောင်လောင်းကိုစောက်ကြည့်ခဲ့တဲ့အကြောင်းတွေကိုတတိကြီးတန်းစီပြီးပြောဆိုပြီးကျေးဇူးတင်စကားပြောဆိုသွားခဲ့ပါတယ် လာမယ့်ရက်ပိုင်းတွင်မှလိုင်တရာပါဝင်ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမြေပြိုမယ်လို့ခန့်လန့်တဲ့သတင်းတွေရသိရှိရပါတယ်။ဒီလိုမျိုးဖြစ်ရတာဘာကြောင့်လဲဆိုတော့စစ်မှုမျိုးတော်ဖြစ်တည်ထားတဲ့ရန်ကုန်မြို့ကြီးတွေမှာအတားအဆီးမဲ့မြေအောက်ရေစုပ်ယူမှုတွေကြောက်ပဲဖြစ်ပါတယ်။လူ၅သန်းကျော်နေထိုင်တဲ့ရန်ကုန်မြို့မှာတွင်းရေတူဖို့ခြင်းကိုအလုံးမြင်အလုံးအကျုံပြုလုပ်ထားပြီးအဲ့ဒီဆိုးကျိုးတွေကြောက်ပဲတည်ရှိနေတဲ့နေရာကတဖြည်းဖြည်းနှိပ်စင်လာလို့ပါ။ရန်ကုန်နဲ့ မြူနစ်ပယ်ရေးရာစနစ်ဟာမြို့ရဲ့လိုအပ်ချက်တွေကိုမဖြည့်ဆည်းနိုင်လို့လိုင်သာရရွှေပြည်သားကစစ်မှုဇုံပါဝင်လူလက်တန်းစားအင်အားစုတွေနဲ့အစစ်မြင့်ကုန်တွေဟာမြူနစ်ပယ်ကြီးကြပ်ရေးမရှိဘဲကိုပိုင်အဝေးစီးတွေမှာအပြိုင်ဆိုင်တူနေခဲ့ကြပါတယ်။ရန်ကုန်မြို့ရဲ့60ရာခိုင်နှုန်းလောက်ကနေ့စဉ်အရေအတွက်မြောက်ထဲကိုမိခိုးနေပေမဲ့လေစီမံခန့်ခွဲမှုကင်းနေတယ်လို့2025ခုနှစ်ရဲ့နေ့စဉ်မတန်းတွေအရာပြောဆိုခဲ့ပါတယ်ရေရေသွေးတွေကလည်းမြို့နယ်တစ်ခုနဲ့တစ်ခုမတူပဲ ရေစိုးရေညစ်တွေဖြစ်ပေါ်နေတယ်လို့ဒေသခံတွေဟာရေတန့်ဝေရတာ၊ကံရေဝေရတာတွေနဲ့ကြုံတွေ့နေရပါတယ်။မြင်းနေကုန်းမာတော်2020နှစ်စစ်တမ်းများအရမြေအောက်ခြေအလို့ကျော်ထုတ်ယူမှုများကြောင့်အဆောင်ရောင်တွေဆင်းလာတာမြေမျက်နှာပြင်ကျဆင်းလာတာတိသာကြီးဖြစ်ပေါ်နေတယ်လို့မှတ်တမ်းတွေအရပြင်ထားခဲ့ပါတယ်။ဒီပြဿနာရဲ့အရင်ခံကတော့မြန်မာနိုင်ငံမှာခင့်မိတဲ့မြေအောက်ဥပဒေမရှိတာပဲဖြစ်ပါတယ်။ ဒါကတော့ခရိုနီခစ်ကဥပဒေရှိခဲ့တဲ့1980ပြည်နှစ်နောက်ပိုင်းမှာတော့အသုံးမပြုဘဲပျောက်ကွယ်သွားခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာတော့လိလသုံးသက်သူတွေရာသူတည်တနာတွေကပါရက်ဆိုင်သွားခဲ့လို့လူငယ်တွေငါးနှစ်အတွင်းအလေးနဲ့ထားလိလမှုရှိပါမလားလို့တန်တရားရှိနေတယ်လို့ကြွန့်ကျင်သူတွေကစိုးရိမ်နေကြပါတယ်။ဒါတွေမကသေးဘဲနဲ့ရေအေးသွေးကြဆင်းတာရေတွင်နေခန်းချောက်တာအပြင်အစိုးဆုံးအနေနဲ့မြေကျွန်းကျမှုတွေအထိဖြစ်ပေါ်လာနိုင်တယ်လို့ဝိုင်းရင်သုံးသက်သူများကအထူးကြပြောဆိုထားခဲ့ပါတယ်။ နေပေါ်များစွာကြတဲ့အချိန်မှာတော့မနေတို့ကတော့တမပေါ်မြေတားထားစေတနာမပြတ်တဲ့နေတို့ရဲ့လုပ်ရည်လေးတစ်ခုကိုပြောပြခဲ့တာပါတယောက်ဆောင်မင်းသမီးတမုံမြင့်ကတော့ချစ်တယ်လို့ပရိသတ်တွေကတော့ချစ်စနိုးနဲ့ခေါ်ကြတဲ့ Academy မင်းသမီးချောလေးတမုံမြင့်နဲ့ Academy မင်းသားချောလေးနေတို့တို့ဟာတော့အရင်တစ်ချိန်ကမြမရွှေရှင်လောကမှာအကောင်ဆုံးတွဲဖက်တယောက်ဆောင်ကြတဲ့တငယ်ချင်းတွေလည်းဖြစ်ပါတယ်မင်းသမီးတမုံမြင့်ဟာတော့ ကြာရစရုပ်တိုင်းကိုတဘာဝကြကြအကောင်းဆုံးသရုပ်ဆောင်နိုင်တာကြလဲမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးတယောက်ဖြစ်နေပြီးတော့အပိသူပရိသတ်တွေလည်းအခိုင်အမာရရှိထားခဲ့သူပါသမမြင်ဟာတော့သူမငယ်စဉ်မှာပေါ်တော်တော်ဟာတာနေရာကနေသရုပ်ဆောင်မလားမာနကြီးတဲ့အမျိုးသမီးကာရိုက်တာလားအငိုဟဲပီကာရိုက်တာလားဘာပဲလာလားသမမြင်ကတော့အပိပြင်းဆုံးသရုပ်ဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်ထို့တူပဲမင်းသားနေတိုးကလည်းမြန်မာတွေအရေးအသွေးပြည့်ရှိသူဖြစ်ပြီးကြာရစရုပ်တိုင်းကို ဘလိုမျိုးကာရိုက်တာပဲလာလာအကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လဲနေ